အပြောင်းကြီးကိုအောင်မဲ့မင်္ဂလာခမမနေ့ဖြန်16ရက်နေ့ည18နေ့မနေ့ခွဲမှာခြေစည်းတင်းနဲ့လောင်းဝင်ကျင်တယ်လို့ကန်တော့မှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဗျာခြေစည်းအတင်းဟာကျွန်တော်တို့အတင်းဆန်းနေနဲ့ကြည့်ရတော့မယ်ဒီပြိုင်ပွဲကကလပ်ဝကပ်ဗျာကျွန်တော်တို့တကားမှလည်းဒီလိုပြိုင်ပွဲမျိုးကြီးကကြည့်ဘူးတာမဟုတ်တဲ့အတွက်ပါဒီပွဲစဉ်မှာဗျာခြေစည်းတင်းဟာဗျာကျွန်တော်တို့တကိုးတွင်းရဲ့အပြည့်ရှုံးမဲ့ပုံစံမျိုးဗျာ2စီးလောက်ပုံစံမျိုးတွေ့ရတယ်ကျွန်တော်တို့လည်းတကယ်တကယ်ဆိုရင်ခြေစည်းရဗျာ 2c 1c နောက်နဲ့လည်းပြီးနိုင်တယ်ဗျာဘာလို့လဲဆိုတော့ mass ကဟာဒီအတောင်တိုက်စစ်နေရာမှာကျွန်တော်တို့ delay တို့ဗျာကျွန်တော် su go တို့ andri santo တို့ပါတို့လည်းတွဲတုံးနိုင်တယ်ဗျာအဲ့တော့ကြောင့် share see တင်းဟာဗျာတခါကျရင်ကိုးရဖို့ခက်ခဲပြီးတော့ 1c 2c လည်းဒီပွဲစရာဖြစ်နိုင်တယ်ဗျာနောက်ချက်အနေနဲ့ကတော့ mass ကဟာပြောမစို့ andri santo တို့ su go တို့ပါတို့မထည့်ဘူးမထည့်ဝင်နဲ့ဗျာတကယ်လို့သူဟို conference ပြိုင်ပွဲဆုံးသွားပါကျွန်တော် vc chain တို့ပါတို့အကုန်ထည့်ပြီးတော့ ကောင်းဆိုရင်ဗျာ2 z 3 z လောက်ဖြစ်မှဂျန်နက်ကစားသမားတွေကိုတွဲပြီးတော့လဲတွဲတုံးကောင်းတုံးနိုင်ပါတယ်ဘာဖြစ်လို့ဆိုဒီပွဲစဉ်ကပေါ်ပေါ်တိတိမဟုတ်ဗျာဂျန်နက်ဒီဒီဖလာမင်ဂိုတို့ဘာတို့တော့ရှဲစီးနဲ့ရှိရဆိုပေမဲ့ရှဲစီးကအုပ်စုစင်းကတက်တယ်ဆိုရင်တော့မှတူတူကဒီပွဲကိုနိုင်မှနိုင်လို့ရှိရင်တတန်းခွဲရမှာဗျာတေချရင်ချစ်တင်းရမှာအဲ့အတွက်ကြောင့်ဒီပွဲစဉ်ကပေါ်တိတိပွဲမဟုတ်ပါဘူးသူပတ်ဆံရတဲ့ပွဲဗျာအဲ့အတွက်ကြောင့်ရှဲစီးကလည်းချော့ကံမှာမဟုတ်ဘူး ီပွဲစဉ်မှာတော့ကျွန်တော်ထင်ရတော့အနည်းဆုံးကျွန်တော်2စီးတောင်းနဲ့ပြီးမယ်ထင်တယ်ကျွန်တော်ဒီတိုင်းပုံမှန်ကန်ပေါ့ဗျာနောက်ပြီးကြမှာဒါမှမဟုတ်မာစကာဟာဒီကတော့ဒီဖာလိုင်းရကျူပဲကျွန်တော်ပထမလိုင်းရကျူပဲထည့်မယ်2စီး3စီးတော့ပြက်ပြီးတော့ကျန်တဲ့ SU9 တို့ Andre Santo တို့ပါတို့လည်းတုံးကောင်ပါတယ်နောက်ပိုင်းမှာတော့မာမာစာတို့ပေါ့ဗျာဒီလိုလဲဖြစ်နိုင်ပါတယ်ဘလို့ထင်လဲဗျာ comment မှာမှန်တော့ပြပါဦး